ရွှေကောက်ပွဲကော်မရှင်ကိုငွေကျပ်သိန်း200ဒေတီလှူဒန်းလိုက်တဲ့တရုတ်ဆောင်ခန့်စီသူမင်္ဂလာပါပရိသတ်ကြီးရှင်စစ်ကောင်စီဝါရဖြန့်စကားရီမှာအမြဲတွေ့ရလေးရှိတဲ့တရုတ်ဆောင်အကယ်ဒမီခန့်စီသူကမန္တလေးမြို့ပြည်တော်စုရွေးကောက်ပွဲကော်မရှင်ရုံးဝန်ထမ်းများနဲ့ဝန်ထမ်းမိသားစုဝင်များအကြားငွေကျပ်သိန်း200တန်ဖိုးရှိစားသောက်ဖွဲ့ရများကိုလှူဒန်းခဲ့ကြောင်းဒီကနေ့မေလ19ရက်နေ့ထုတ်မြမအလင်းသတင်းစာမှာဖော်ပြထားပါတယ် ငလင်ထံတင့်ထားတဲ့မန္တလေးမြို့ကရွေးကောက်ပွဲကော်မရှင်ဝန်ထမ်းနဲ့မိသားစုဝင်များကိုလှူဒန်းခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။ဒါပေမဲ့မန္တလေးမြို့မှာငလင်ထံကိုဆိုးရွားစွာထိခိုက်ခံစားနေရတဲ့ပြည်သူများစွာရှိနေပေမယ့်အဆိုပါပြည်သူတွေစီကိုတော့လှူဒန်းခြင်းမရှိတာကိုလည်းတွေ့ရပါတယ်။မန္တလေးမှာတချို့တွေအခုချိန်ထိအိမ်ပြိုပြီးတော့တဲကလေးတွေနဲ့နေနေရတဲ့လူတွေရှိတယ်။ တကယ်လူချင်းရင်အဲကလူတွေမှာအများကြီးပါလူတဲ့နေရာကိုမဖြည့်ဘဲနဲ့မလူတဲ့နေရာကိုသွားဖြည့်တယ်လို့ပဲမြင်ပါတယ်ဟုဆိုကမတလေးမျိုးကန်တူကပြောပါတယ်အခုလက်ရှိမှာတော့ရေကောက်ပွဲကျင်းပရန်ပြင်ဆင်နေပြီးလာမယ့်ဒီဇင်ဘာလနဲ့ဇန်နဝါရီလနောက်ဆုံးထားကျင်းပမယ်လို့ဗိုလ်ချုပ်မှုချင်းမင်းအောင်လိုင်းကိုရိုင်းထုတ်ပြောထားတာဖြစ်ပြီးတလိုင်းအင်အားစုများကတော့တရားမျှတမှုရှိတဲ့ရေကောက်ပွဲမဖြစ်ပေဆင့်အာနာရှင်တက်ဆိုးရှိစေတဲ့ရေကောက်ပွဲတစ်ခုသာဖြစ်ကြောင်းပြောကြားထားတာလည်းဖြစ်ပါတယ် တရုတ်ဆောင်ခန့်စီသူဟာအာနာသိန်းစကာလာတွေမှာအာနာရှင်စနစ်ကိုစန့်ကျင်တဲ့ဆန္ဒပြပွဲတချို့မှာပါဝင်ခဲ့ပေမဲ့လေနောက်ပိုင်းမှာတော့စစ်ကောင်စီကရိုက်ကူးထုတ်လုပ်တဲ့စစ်တပ်အားပေးစကားတွေမှာပါဝင်တရုတ်ဆောင်ခဲ့တာလည်းဖြစ်ပါတယ်ဒါအပြင်ပြီးခဲ့တဲ့2024ခုနှစ်နိုဝင်ဘာလမှာစေကောင်းဆောင်ရဲ့တရုတ်ပြန်ခရီးစဉ်ကြိုးစိုးသူများမှတရုတ်ဆောင်ခန့်စီသူလည်းပါဝင်ခဲ့တာဖြစ်ပါတယ်။